မင်္ဂလာပါရှင်။အခုချိန်ကစပြီးမြို့သားညီညွတ်ရေးအစိုးရရဲ့အတံမြင့်ဌာန Radio NUG အစီအစဉ်တွေကိုတိုက်ရိုက်အတံလွှင့်ပေးနေပါပြီ။ Radio NUG တော်ရရှင်များနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝပြီးစစ်အာဏာရှင်ဗီရိုကနေကင်းဝေးပြီးကိုစိတ်နှပြချမ်းမာချမ်းသာလို့ ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG ဝိုင်းတော်သားတွေကဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်။မင်္ဂလာမနက်ခင်ပါခင်ဗျာ။အခုချိန်ကစတင်ပြီးတော့2025ခုနှစ်အောက်တိုဘာလ29ရက် Radio NUG ရဲ့မနက်ခင်းအစီအစဉ်တွေကိုထုတ်လွှင့်တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။အခုပထမဆုံးအနေနဲ့စီရီသတင်းကောင်းထုတ်ချက်တွေကိုကျွန်တော်ຫນွေဦးနိုင်ကဖတ်ကြားတင်ပြပေးပါမယ်ခင်ဗျာ။ မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီးတော့2025ခုနှစ်အော်တိုဘားလ29ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့နေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့သခိုင်းတိုင်းမုံရွာမြို့မှာအကြမ်းဖက်စစ်ကားကိုတိုက်ခိုက်မှုဖြစ်စစ်သား2ဦးသေဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ အော်တိုဘာလ29ရက်နေ့မွန်းလွဲ12နာရီခန့်မှာမုံရွာမျိုးပေါ်မှာကင်းပတ်နေတဲ့စစ်ကားတစ်စီးကိုတော်လိုင်းရေးတပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတော့စစ်သား2ဦးသေဆုံးခဲ့ကြောင်းမုံရွာခရိုင်အမှတ်လေးတရင်မှသတင်းထုတ်ပြန်ထားပါတယ်။မုံရွာမျိုးတွင်မစ်ရှင်တစ်ခုဖော်ဆောင်ဖို့အသွားမှာကင်းပတ်လာတဲ့စစ်ကားနဲ့တွေ့လို့အပြန်အလှန်ပြစ်ခတ်မှုဖြစ်ခဲ့တယ်လို့သိရပါတယ်။ဤတိုက်ခိုက်မှုကိုမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းလေးမုံရွာ The Boys မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်လီတပ်ခွဲနှင့် Fight မြင်းဆောင် Commando Force နှင့်မုံရွာခရိုင်တရင်28တပ်ခွဲ3 Spring Dive တို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးတော့တော်လန်ရေးတပ်ဖွဲ့ဝင်များအထူးခိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာဆက်လက်ပြီးတော့တောင်သားမှာကင်းစခန်းမှထွက်လာတဲ့စစ်ကော်မရှင်တပ်သားနှစ်ဦးကို တိုက်ခိုက်ခဲ့ရမှာနှစ်ဦးလုံးသေဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။မန္တလေးတိုင်းမြင်းချံခရိုင်တောင်သာမြို့နယ်မှာစစ်ကော်မရှင်ကင်းစခန်းမှထွက်လာတဲ့စစ်သားနှစ်ဦးကို PNLA ပြည်သူ့လူမျိုးရေးတပ်တော်မှတိုက်ခိုက်ခဲ့ရမှာနှစ်ဦးလုံးသေဆုံးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။အော်တိုဘာလ29ရက်နေ့ညနေပိုင်းမှာကင်းစခန်းမှထွက်လာတဲ့စစ်သားနှစ်ဦးကို PNLA မြင်းချံခရိုင်တပ်ရင်းကတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။တိုက်ခိုက်မှုအတွင်းမှာစစ်ကော်မရှင်တပ်သားနှစ်ဦးလုံးသေဆုံးသွားခဲ့ပြီးတော့ G3 တပ်နဲ့တက်လက်နဲ့ ជីတချို့ကိုတင်စီရမိခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာဆက်လက်ပြီးတော့မင်းတို့မျိုးနယ်မှာရဲကားများတိုက်ခိုက်မှုမှာရဲများ၄ဦးသေဆုံးလက်နက်များသိမ်းဆီးရရှိတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။အော်တိုဘာလ28ရက်နေ့နေ့လယ်12:50မှာတရက်ခရံအမှတ်၄တက်ရင်တက်ခွဲနှစ်မှာ မင်းတို့မြို့နယ်မဲဇလီကျေးရွာနဲ့ဝန်တွင်းကျေးရွာကြားမှာရှိတဲ့ပသိမ်မုံရွာလမ်းပိုင်းမှာကင်းဖက်နေစဉ်မင်းတို့မြို့ဘက်မှဝန်တွင်းကျေးရွာဘက်ကိုမောင်းလာတဲ့ရဲမှုဥဆောင်တဲ့ရဲကားလေးစီးကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါသည်တိုက်ခိုက်မှုမှာရဲကားတစီးမိုင်းထိမှန်ပြီးတော့မောင်းပြေးခဲ့ရမှာလိုက်လံပစ်ခတ်ရှင်းလင်းခဲ့ပြီးထိခိုက်ပျက်စီးသွားတဲ့ကားကိုလမ်းပေါ်မှာရပ်ထားခဲ့က ထိခိုက်ဒဏ်ရာရသူများကိုကြံရဲကား၃စီးဖြင့်တင်းဆောင်ထွက်ပြေးခဲ့တယ်လို့သိရပါတယ်။ထိုတိုက်ခိုက်မှုမှာရဲဘက်မှမျက်မြင်သက်သေ၄ဦးထိခိုက်ဒိဆုံးခဲ့ပြီးတော့ဒိဆုံးသူများထံမှ 7.62G 88တောင်း G3 G24 တောင်းကာဗိုင် G18 တောင်းစစ်အုံဆောင်ပစ္စည်းအချို့နဲ့ငွေ3သိန်းကျပ်တို့ကိုတင်စည်းနိုင်ခဲ့ကရဲကားကိုမိရှုဖျက်ဆီးခဲ့တယ်လို့ဖော်ပြထားပါတယ်။တိုက်ခိုက်မှုအပြီးစစ်ကောင်စီလက်အောက်ခံအင်အားစုများမှမင်းတို့မျိုးအဝင်ငားမိုင်အကွာမှာရှိတဲ့စစ်စည်းရေးဂိတ်မှလက်နက်ကြီးများရန်တမ်းပစ်ခတ်နေတဲ့အတွက်ကြောင့်ဒေသခံပြည်သူနဲ့ခရီးသွားများအားဂိူးဆိုင်တတိထားရန်အတိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့အာနာသိန်းအကြံဘတ်စစ်တပ်မှကော်တူးလွေအုပ်ချုပ်နယ်မြေအတွင်းမှာရှိတဲ့နေအိမ်114လုံးအားအကြောင်းမဲ့မိရှုဖြက်စည်းတဲ့တရင်ကိုတင်ပြပေးပါမယ်။ KNU ၊ကရင်အမျိုးသားစီယုံကော်တူးလွေအုပ်ချုပ်မှုနယ်မြေခလွေလူထူခရိုင်အတွင်းနဲ့မြိတ်တဝဲခရိုင်တို့အတွင်အာနာသိန်းအကြံဘတ်စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာပြီးတော့အရသာပြည်သူလူထုများရဲ့နေအိမ်134လုံးခန့်အားအကြောင်းမဲ့မိရှုဖျက်ဆီးခဲ့ကြောင်း KNU ဗဟုမှသတင်းထုတ်ပြန်ထားပါတယ်။မြိတ်တဝဲခရိုင်ကဆေဒူမြို့နယ်တရချောင်းနေမြေအတွင်အော်တိုဘာလ25ရက်နေ့မှာအာနာသိန်းအကြမ်းဖက်စစ်တပ်တရင်433 433 4 433 5ပူးပေါင်းစစ်ကြောင်းထိုးကတိုက်ပွဲနဲ့မတက်ဆိုင်တဲ့လာဘကျေးရွာမှာရှိတဲ့ပြည်သူလူထုပိုင်းနေအိမ်52လုံးအားမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ ထို့အတူကလလူတူခရိုင်မူမျိုးနယ်မှာလည်းအော်တိုဘားလ၁ရက်နေ့မှာအာနာသိန်းအကြံဖက်စစ်တပ်မှကွင်းတလကြီးကြေးရွာအတွင်းကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးတော့ပြည်သူလူထုပိုင်နေအိမ်82လုံးကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဖော်ပြထားပါရခင်ဗျာ။ ဆက်လက်ပြီးတော့မုံရွာနဲ့ဟားခါမှာစစ်ကော်မရှင်တပ်သား3ဦးလက်နက်နဲ့အလင်းဝင်တဲ့တရင်ကိုတင်ပြပေးပါမယ်။သကိုင်းတိုင်းမုံရွာမြို့နယ်နဲ့ချင်းပြည်နယ်ဟားခါမြို့နယ်တို့မှာစစ်ကော်မရှင်တပ်သား3ဦးလက်နက်နဲ့တကွအလင်းဝင်ခဲ့တယ်လို့အသီးသီးထုတ်ပြန်ထားပါတယ်။စက်တဘာလ29ရက်နေ့ကမုံရွာမြို့နယ်ကြောက်ကကြေးရွာရွှေကူနီဖျားဝင်းမှာ တက်ဆွေးထားတဲ့စစ်ကော်မရှင်တက်စခန်းမှာပေါ်တာဆွေးခံရတဲ့စစ်မှုထမ်းတပ်သား2ဦး Titans Force မုံရွာအမှတ်1တိုက်နယ်ပကဖတိုက်ခိုက်ရေးအဖွဲ့ထံချိတ်ဆက်အလင်းဝင်လာတယ်လို့ဆိုပါရီ၎င်းတက်သား2ဦးဟာ MA3 တက်လက် MA1 တက်လက်တို့ကိုတဘာရီယူဆောင်လာခဲ့ပြီးတော့ဆေးရဆိုးမှုများနဲ့ပတ်သက်ခဲ့ခြင်းမရှိတာကြောင့်၎င်းတို့စန္ဒအတိုင်းဆောင်ရွက်ပြီးသွားမယ်လို့အသိပေးထားပါရီအလားတူစက်တင်ဘာလ29ရက်နေ့မှာပဲဟာခါမျိုးကစစ်ကော်မရှင်တက်သား2ဦးဟာစက်တောင် Revolution Force တန်ဆက်သွယ်အ လင်းဝင်လာတယ်လို့ဆိုပါတယ်။၎င်းအလင်းဝင်တက်သားဟာ MA1 တက်လက်ကြီပေါက်၃ခုနဲ့ကြီအနေငယ်တို့ကိုယူဆောင်လာခဲ့ပြီးတော့ SRF အဖွဲ့ကဂုံပြူလက်ဆောင်ငွေသားနဲ့အဖူတံပစ္စည်းများကိုချင်းမြင့်ပေးခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ရန်ကုန် UG များကစစ်ကောင်စီဝါဒဖြန့်အမှုပညာရှင်များကိုလူမှုပြည်တံနဲ့အရေးယူမယ်လို့ကြေညာတဲ့သတင်းကိုတင်ပြပေးပါမယ်။ရန်ကုန်မြို့ပြတော်လိုင်းအင်အားစု ရန်ကုန် UG များကစစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲကိုထောက်ခံတော်လိုင်းလူငယ်များကိုစော်ကားပြီးတော့ဝါဒဖြန့်နေတဲ့အမှုပညာရှင်များကိုလူထုတရားစီရင်ခန်းမှာပြင်းထန်စွာအရေးယူမယ်လို့အော်တိုဘာလ28ရက်နေ့မှာပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ရန်ကုန် Army YA Duck Shadow Operation Flame OF Mother Sun Yangon Force နဲ့ Broken System တို့ပါဝင်တဲ့ကြေညာချက်မှာ NATO မြင့်မြတ်နေဝင်အေဂျင့်မောင်ဂျူလီမင်းမြင့်မှုအောင်ခိုင် ငက်ပြောကျော်အောင်တူနိုင်လင်းတွက်လက်စူပါလင်းမင်းညူအုတ်ကပြန်ရီရဲရင်ရောပြောအောင်စဉ်ဖြိုးတို့ကိုအမိပါစေကောင်းစီလက်ကင်တုံများအဖြစ်ရှုတ်ချထားပါသည်ထို့အမှုပညာရှင်များဟာစစ်ရာဇဝမှုကျူးလွန်နေတဲ့စစ်အုပ်စုကိုထောက်ခံလူလူအရေးတော်ပုံကိုပုံဖြတ်ကာလူငယ်များကိုစော်ကားနေတယ်လို့စွပ်စွဲထားပြီးတော့ပြည်သူလူထုတရက်လုံးကို Boycott နဲ့ Social Punishment ပြင်းထန်စွာချမှတ်ရန်တိုက်တွန်းထားပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့ချင်းပြည်နယ်ဟာကားမြို့မှာညမထွက်ရအမိန် CDF ဟာကားထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။ CDF ဟာကားကစစ်ကောင်စီရဲ့ရွေးကောက်ပွဲကြိုးပမ်းမှုနဲ့စစ်အင်အားဖြည့်တင်းနေမှုကြောင့်ညမထွက်ရအမိန်ကိုအော်တိုဘာလ28ရက်နေ့မှာထုတ်ပြန်ထားပါတယ်။အော်တိုဘာလ29ရက်နေ့မှ2026ခုနှစ်ဇန်နဝါရီလ31ရက်နေ့အထိည9နာရီမှမနက်9နာရီအထိညီသူမှ အပြင်ထွက်ခွင့်လုံးဝမရှိဟု ်တက်မှတ်ထားပြီးတော့လိုင်နာရန်ပြက်ကွက်သူများကိုထိရောက်စွာအရေးယူမှဖြစ်ကာပြစ်ခတ်တိုက်ခိုက်ခံရပါကတာဝန်မယူဟုအတည်ပြုထားပါသည်။ကြီးညာချက်မှာစစ်ကောင်စီတပ်ကနေစဉ်ဘုံကျဲတပ်ဖြတ်နေမှုကြောင့်ပြည်သူများအသက်အိုးအိမ်ဆုံးရှုံးနေရကြောင်းရွေးကောက်ပွဲကိုအကြောင်းပြကာညာအချိန်အိမ်စစ်ဆေးဖမ်းဆီးနေကြောင်းချင်းပြည်နယ်တဝန်းအပါဝင်ဟာခါမျိုးကိုလေရင်ရဟတ်ရင်ဖြင့်စစ်အင်အားဖြည့်တင်းနေကြောင်းဖော်ပြထားပါသည်ပြည်သူများအနေဖြင့်စိတ်ရှည်သတိကြီးရှိစွာပူးပေါင်းပါဝင်ပေးကြပါရန်တိုက်တွန်းထားပါသည်ခင်ဗျာ အခုတင်ပြခဲ့တဲ့စီးရီးသတင်းကောင်းထုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက်ခါရှယ်နဲ့ဗရေဖိုးတို့ကပေးပို့ထားတာဖြစ်ပါရခင်ဗျာစီးရီးသတင်းတွေကိုနားဆင်လို့အပြီးမှာတော့အခုဆက်လက်ပြီးပြည်တွင်းသတင်းတွေကိုຫນွေဦးမွန်ကဖတ်ကြားတင်ပြပြီးသွားမှာဖြစ်ပါရခင်ဗျာ မင်္ဂလာမနက်ခင်းပါရှင်2025ခုနှစ်အောက်တိုဘာလ29ရက် Radio NUG ရဲ့မနက်ခင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်ကျွန်မကတော့ຫນွေဦးမောင်ပါ ျွန်မအဦးဆုံးတင်ပြပေးမယ့်သတင်းကတော့တရားရေးဝန်ကြီးဌာနစည်ရေးဝန်ထမ်းများတင်တဲ့အမှတ်စဉ်တင်မြင်ဆောင်2025ကျင်းပပြီးစီးတဲ့သတင်းဖြစ်ပါတယ်။ယူသားညီညွတ်ရေးအစိုးရတရားရေးဝန်ကြီးဌာနဂျာကာလာတရားစီရင်ဆိုင်ရာဦးစီးဌာနမှကြီးမှုပြီးကျင်းပတဲ့စည်ရေးဝန်ထမ်းများတင်တဲ့အမှတ်စဉ်တင်မြင်ဆောင်2025အောင်မြင်စွာကျင်းပပြီးစီးခဲ့တယ်လို့တရားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။အော်တိုဘလ25ရက်မှ26ရက်နေ့အထိနေ့ရက်တာရက်တိုပြုလုပ်ခဲ့တဲ့ဆိုပါတင်တဲ့ဖွင့်ပွဲကို25ရက်မနက်9:00မှစတင်ဖွင့်လှစ်ခဲ့ပြီးတရားရေးဝန်ကြီးဌာနပြည်ထောင်စုဝ င်ကြီးဦးသိန်းဦးကအဖွဲ့အစည်းကတက်ရောက်ပြောကြားခဲ့တယ်လို့ဆိုပါတယ်။တနန်းဖွံ့ဖွဲ့ကိုပြည်ထောင်စုဝင်ကြီးဦးသိန်းဦးပြည်ထောင်စုဝင်ကြီးရုံးညွှန်ကြားမှုချုပ်ဦးအာမန်တရားရေးဝန်ကြီးဌာနဒုတိယအမြဲတမ်းအတွင်းဝင်ဦးကျိုးဆက်ဒါကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနညွှန်ကြားမှုချုပ်ဒေါ်မေဘိုတနန်းဆရာဆရာမများဂျာကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနတာဝန်ရှိဝန်ထမ်းများဆက်သွယ်ရေးတာဝန်ခံများ မြို့နယ်တရားရုံး32ရုံမှတရားသူကြီးများနဲ့စည်ရေးဝင်တဲ့တင်နန်းသားတင်နန်းသူများတက်ရောက်ခဲ့ကြတယ်လို့သိရပါဗျ။ဆက်လက်ပြီးတင်နန်းနီးပြဆရာဆရာမများကသက်ဆိုင်ရာဘာသာရဲ့အလိုက်တင်နန်းပို့ချခဲ့ပြီး26ရက်နေ့ညနေ4နာရီအချိန်မှာတင်နန်းပြီးမြောက်ခဲ့တယ်လို့ဆိုပါတယ်။အိမ်နောက်တင်နန်းစင်းမွေးမှာတင်နန်းသူတင်နန်းသားများကိုစားတင်နန်းသူတဦးနဲ့တင်နန်းသားတဦးတို့ကကျေးဇူးတင်စကားပြောကြားခဲ့ကဂျာကလာတရားစီရင်ဆိုင်ရာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဒေါ်မေပိုးမှတင်နန်းစင်းမှာစကားပြောကြားခဲ့ပြီးအောင်မြင်စွာကျင်းပပြီးစီခဲ့တယ်လို့သိရပါတယ်။ question. Yeah. နောက်ထပ်သတင်းတစ်ပုဒ်ကတော့ NLD ကစစ်ကောင်စီအတူရာရွေးကောက်ပွဲကိုလက်မခံနိုင်ငံတကာအတိမတ်မပြည့်ရန်တိုက်တွန်းတဲ့သတင်းဖြစ်ပါတယ်။မြူသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကစစ်ကောင်စီရဲ့အတူရာရွေးကောက်ပွဲကိုလုံးဝလက်မခံကြောင်းအတိမတ်မပြည့်ကြောင်းအော်တိုဘာလ28ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပြီးနိုင်ငံတကာအတိုင်းဝိုင်းကိုထိုးရွေးကောက်ပွဲကိုအတိမတ်မပြည့်နည်းပညာနဲ့ငွေကြေးအကူအညီမပေးလေးလာသူများမစေလွှင့်ရန်တိုက်တွန်းခဲ့ပါတယ်။ NLD ရဲ့ဗဟိုအလုပ်ကော်မတီထုတ်ပြန်ကြမှာ2020ခုနှစ်နိုဝင်ဘာလ10ရက်ပါတီစုံအထွေထွေရေကောက်ပွဲကိုကမ္ဘာကောင်ဆောင်များတန်တမန်များနဲ့ကု လသမဂ္ဂပါဝင်နိုင်ငံတကာအသိအမှတ်ပြုခဲ့သည့်လူလက်ရွေတရားမျှတသောရွေးကောက်ပွဲအဖြစ်ဖော်ပြထားပြီးစစ်တကအထောက်ထားမရှိသောမဲစည်းမှားယွင်းမှုဆွဆွဲချက်ဖြင့်2021ဖေဖော်ဝါရီလ1ရက်မှအာဏာသိမ်းခဲ့ခြင်းကိုတရားမဝင်လို့ရှုံချထားပါတယ်။အာဏာသိမ်းပြီးနောက်စစ်ကောင်စီရဲ့လူအခွင့်အရေးချိုးဖောက်မှုများကြောင့်စစ်ပေးရှောင်3.6တန်းကျော်နဲ့နိုင်ငံအကျဉ်းသား1900တောင်ရှိလာခဲ့ကြောင်းယခုစစ်ကောင်စီကကျင်းပဖို့ကြိုးစားနေတဲ့ရွေးကောက်ပွဲမှာနိုင်ငံဧရိယာရဲ့သုံးပုံတစ်ပုံခန့်တွင်သာကျင်းပနိုင်မှာဖြစ်ပြီးဒီမိုကရေစီစံနှုန်းများနဲ့ကိုက်ညီမှုမရှိကြောင်းလေး းပေးထောက်ပြထားပါတယ်။2020ရွေးကောက်ပွဲတွင်မဲဆန္ဒနဲ့1180ခုနက်65.38ရာခိုင်နှုန်းတွင်ကျင်းပနိုင်ခဲ့ပြီးဆန္ဒမဲပေးမှု87ရာခိုင်နှုန်းကျော်ရှိခဲ့ကာ NLD ကမဲဆန္ဒနယ်များရဲ့82.36ရာခိုင်နှုန်းအနိုင်ရရှိခဲ့တယ်လို့ထုတ်ပြန်ချက်ကအသေးစိတ်ဖော်ပြထားပါတယ်။ ဆိုပါရွေးကောက်ပွဲကို ANFI ရဲ့ PACE Carter Center နဲ့ Japan Mission အဖွဲ့ပါဝင်နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့များကလွတ်လပ်၍တရားမျှတမှုရှိတယ်လို့အစီရင်ခံခဲ့ကြတယ်လို့အသိပေးထားပါတယ်။တရုတ်သမ္မတရှိချင်းပင် American နိုင်ငံခြားဝန်ကြီး Mike Pompeo ၊ Britain နိုင်ငံခြားဝန်ကြီး Nigel Adam ၊ Japan ဝန်ကြီးချုပ် Yoshihide Suga နဲ့အိန္ဒိယဝန်ကြီးချုပ် Narendra Modi ပါဝင်နိုင်ငံတကာခေါင်းဆောင်များကရွေးကောက်ပွဲအောင်မြင်မှုကိုဂုဏ်ပြုခဲ့ကြကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်းဆိုပါရလက်ကိုတရားဝင်အတည်ပြုခဲ့ကြောင်းဖော်ပြထားပါတယ်။စစ်တပ်၏အာဏာသိမ်းမှုကို မဲစည်းမှားယွင်းမှုဆွဆွဲချက်သည်အထောက်အထားမခိုင်မှာကြောင်း IFES, ANFIER နဲ့ IDEA ပါဝင်နိုင်ငံတကာအဖွဲ့များကအစီရင်ခံခဲ့ကြသလိုအနာသိမ်းပြီးနောက်ရက်သားနေအိမ်9938ခုပြည့်စည်ခဲ့ပြီးရက်သား1100တဦးသေဆုံးခဲ့ကြောင်းမြန်မာ Face Monitor ကိုကိုးကားဖော်ပြထားပါတယ်။စကောင်းစီရဲ့ရွေးကောက်ပွဲတွင်လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်မရှိနိုင်ငံ area သုံးပုံတပုံတွင်သာကျင်းပနိုင်စစ်တပ်ကိုယ်စားလှယ်ထောက်ဝက်ကြောပါဝင်မည်ဖြစ်သဖြင့်ပြည်သူကိုကိုးစားပြုမှုမရှိနိုင်ကြောင်း ISB မြန်မာနဲ့ Blue Shirt Initiative တစ်စစ်တမ်းများအရပြည်သူ87ရာခိုင်နှုန်းကျော်ကထွေရွေးကောက်ပွဲကိုစတင်ကြောင်းတွေ့ရှိရတယ်လို့ဆိုထားပါတယ်။အာဆီယံဘုံသဘောတူညီချက်၅ချက်နဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်2669တွင်စစ်ကောင်စီရွေးကောက်ပွဲကျင်းပရေးမပါဝင်ကြောင်းဥရောပသမဂ္ဂနှင့်အာဆီယံလွှတ်တော်ကိုယ်စားလှယ်များကစတင်ကြောင်းထုတ်ပြန်ချက်ကမိမောင်းထုတ်ပြန်ထားပါတယ်။ NLD ကဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလမ်းကြောင်းပေါ်တွင်ခိုင်မာစွာရည်တည်နေပြီးဒိုင်းနာမဟာမိတ်များနဲ့ပူးပါပြီးဂျာကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲကောင်ထယ်ဖော်နေကြောင်းဖော်ပြထားပါတယ်ရှင်။ ဆက်လက်တင်ပြပေးမယ့်သတင်းကတော့မလေးရှားမှမြန်မာအရေးအတွက် ရွေးကောက်ပွဲမတိုင်မီတိုင်းသားလက်နက်ကိုင်ဖွဲ့28ဖွဲ့နဲ့တိုက်ခိုင်အင်အားစုများအလုံးပါဝင်သောဆွေးနွေးပွဲခွာလလန်ပူမှာကျင်းပမဲ့တဲ့တင်ဖြစ်ပါတယ်။မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကစစ်ကောင်စီကျင်းပရန်စီစဉ်ထားတဲ့ရွေးကောက်ပွဲမတိုင်မီတိုင်းသားလက်နက်ကိုင်ဖွဲ့28ဖွဲ့နဲ့တိုက်ခိုင်အင်အားစုများအလုံးကိုခွာလလန်ပူမြို့သူဖိတ်ကြားကအလုံးပါဝင်သောတွဲဆောင်ဆွေးနွေးမှုလှုပ်ဆောင်မည်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အာဆီယံဥက္ကဋ္ဌနိုင်ငံမလေးရှားအနေနဲ့မြမအရေးကိုမြန်မာနိုင်ငံသားများကိုယ်တိုင်ဦးဆောင်ဖြေရှင်းရမည်ဖြစ်ကြောင်းရွေးကောက်ပွဲသို့လေလာဆောင်ကြည့်သူများဆက်လို့ရင်းနဲ့ပတ်သက်၍စစ်ကောင်စီ ၏ဖိတ်ကြားချက်ကိုအာဆီယံကစဉ်းစားနေသေးသဖြစ်ကြောင်းဝန်ကြီးချုပ်ကဆိုထားပါတယ်။အော်တိုဘာလ26ရက်ကကွာလာလမ်ပူမှာကျင်းပခဲ့တဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပြီးထုတ်ပြန်သည့်အချက်28ချက်ပါကြေညာချက်မှာစစ်ကောင်စီကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအိဗယ်ရှိသောတိုးတက်မှုမရှိသေးသဖြင့်စစ်ကောင်စီများကိုအာဆီယံထိပ်သည့်အစည်းအဝေးနဲ့ဆက်ဆက်ပွဲများမှာတက်ရောက်ခွင့်ဆက်လက်ပိတ်ပင်ထားမည်ဖြစ်ကြောင်းနိုင်ငံရေးကိုစားမပြုသူကိုသာတက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်းရွေးကောက်ပွဲမကျင်းပမီနိုင်ငံရေးအချက်အလက်ကိုဖြည့်ရှင်းရန်ဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ပြီးအကြံဖတ်မှုများကိုရက် တင်ရမည်ဖြစ်ကြောင်းလေးပေးဖော်ပြထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဝက်လက်မှာစစ်ကော်မရှင်စစ်ကြောင်းထုတ်နေတဲ့ဘေးရန်ကြားမှာပြည်သူများကို ထောက်ပံ့ကူညီခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။စကိုင်းတန်းရွှေဘုခရဝက်လက်မြို့နယ်တွင်စစ်ကော်မရှင်တပ်ကနေစဉ်စစ်ကြောင်းထုတ်မှုတွေကြောင့်အကြက်တဲဆိုင်နေတဲ့ပြည်သူတွေကိုထောက်ပံ့ကူညီပေးခဲ့တယ်လို့လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ ခုလအော်တိုဘာလာတွင်စီယုတ်စုရဲ့စစ်ကြောင်းထုတ်ပေးရန်ကြားမှာလိုအပ်နေတဲ့စာနယ်ဇင်းခါတည်ယူပို့ဆောင်ရေးစရိတ်အရေးပေါ်ကျန်းမာရေးစရိတ်တို့ကိုတိုက်နယ်လူသားစာနာမှတစ်ဆင့်အကူအညီထောက်ပံ့မှုပြုလုပ်ခဲ့တယ်လို့ဆိုပါတယ် လားသူစစ်ကြောင်းရဲ့တင်းဆောင်ရင်ပိတ်မိနေတဲ့ပြည်သူတွေအတွက်စာနယ်ဧည့်ခါကိုရွှေဘုံမြွနယ်ပါလာဖရွှေဘုံမြွနယ်လူခွင့်ရေးဆိုင်ရာတာဝန်ခံလူသားစာနာတာဝန်ခံနဲ့စစ်ပေးရှာကူညီထောက်ပံ့ရေးဖွဲ့တို့ကပူပေါင်းကူညီထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။ဂျမစေအုပ်စုရဲ့တုံးမြင့်လုံဆောင်လာတဲ့အကြံဖက်လေးကြောင်းတိုက်ခိုက်မှုတွေကြားမှာပြည်သူလူထုရဲ့ကူညီလိုအပ်ချက်တွေကပုံမုံမြင့်မားလာတယ်လို့မြို့သားညီညွတ်အစိုးရလူခွင့်ရေးဆိုင်ဝန်ကြီးဌာနအနေနဲ့လည်းလိုအပ်ချက်များအတွက်ဒါရိုက်ကူညီမှုများနဲ့ပူပေါင်းချိတ်ဆက်ကူညီမှုများကိုစဉ်ဆက်မပြတ်လုံဆောင်လျက်ရှိတယ်လို့အသိပေးထားပါတယ်ရှင်။ ဆက်လက်ပြီးကျင်းအောင်တီတီမှနိုင်ငံအကြီးအကဲများအတွက်ထောင်ဝင်စာပါဆယ်ပို့ဆောင်ပေးခဲ့တဲ့တဲ့တင်ကိုလည်းတင်ပြပေးကြပါရစေ။မြန်မာနိုင်ငံတွင်ရှိကျင်းအောင်တီတီမှဖန်ဆီးခံထားရတဲ့နိုင်ငံအကြီးအကဲများထံထောင်ဝင်စာပါဆယ်ပစ္စည်းများပေးပို့ခဲ့တယ်လို့နိုင်ငံအကြီးအကဲများအဖွဲ့ကထုတ်ပြန်ထားပါတယ်။နိုင်ငံအကြီးအကဲများအတွက်ထောက်ပံ့နိုင်ဖို့နိုင်ငံအကြီးအကဲများအဖွဲ့ထံကိုဆက်သွယ်ထောက်ပံ့မှုများမှအော်တိုဘာလမှာထောင်ဝင်စာပါဆယ်ပစ္စည်းများကိုပေးပို့ခဲ့တယ်လို့ဆိုပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ဂျမစစ်တပ်အာဏာသိမ်းပြီးချိန်မှစတင်ကမတရားဖန်ဆီးခံထားရတဲ့နိုင်ငံအကြီးအကဲများထံမုတ်ကော်ဖီ ီးဟင်းလျာများနဲ့ဒဂွေသုံးပစ္စည်းများကိုထောက်ပံ့ပေးခဲ့တယ်လို့ဆိုပါတယ်ခုအောက်တိုဘာလမှာထာဝင်စားပါဆယ်ပစ္စည်းများကိုကျင်းတော်8000ရှိနိုင်ငံအကျဉ်းသူများအားနိုင်ငံအကျဉ်းသူများအဖွဲ့မှတဆင့်ပေးဖို့ထောက်ပံ့နိုင်ခဲ့တယ်လို့သိရပါတယ်လက်ရှိအကျဉ်းောင်းဒီတီတွင်နိုင်ငံအကျဉ်းသူ9000ကျော်မတရားဖမ်းဆီးခံထားရဆဲဖြစ်ပြီးမိသားစုများမှထာဝင်စားပါဆယ်ပို့ရန်အခက်အခဲရှိနေသူများကျန်းမာရေးဆောင်ရှားမှုရရှိရန်လိုအပ်နေသူများထာဝင်စားတွဲခွင့်မရသူများထာဝင်စားပါဆယ်ပိတ်ခံထားရသူများစွာလည်းပါဝင်နေတယ်လို့ဆိုပါတယ်ဒါအပြင်နီလမျိုးစုံနဲ့ဖိနှိပ်ခံရကမိသားစု ုများကပို့ဆောင်လေးရှိတဲ့အစားအစာ၊ဆေးဝါးနဲ့ချားတခုရေသုံးပစ္စည်းများကိုလည်းအကြောင်းပြချက်မျိုးစုံနဲ့ပိတ်ပင်ထားတာကြောင့်ကုညီထောက်ပံ့ပေးလို့တဲ့မိဘပြည်သူများအနေနဲ့နိုင်ငံရေးကျင်းသူများအဖွဲ့မှတစ်ဆင့်ဆက်သွယ်လှူဒါန်းနိုင်ကြောင်းအသိပေးထားပါတယ်ရှင်။ အော်တိုဘာလ28ရက်မှဒီဇင်ဘာလ31ရက်ထိတရားမဝင်အတူရောင်ရွေးကောက်ပွဲသပိတ်မှောက်ဆန့်ကျင်ကာလဖြစ်သတ်မှတ်တဲ့သတင်းကိုလည်းတင်ပြပေးချင်ပါတယ်။စစ်ကောင်စီကြေညာထားတဲ့ရွေးကောက်ပွဲကိုတရားမဝင်အတူရောင်ဟုရှုမြင်သည့်ရပ်ဘက်ဖွဲ့စည်းများနဲ့ပြည်သူလူထုကအော်တိုဘာလ28ရက်မှဒီဇင်ဘာလ31ရက်နေ့အထိတရားမဝင်အတူရောင်ရွေးကောက်ပွဲသပိတ်မှောက်ဆန့်ကျင်ကာလဖြစ်သတ်မှတ်ကြောင်း GSCB မှသတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။ထုတ်ပြန်ချက်တွင်ဆီယနာသိမ်းမှုဖေဖော်ဝါရီလ2022ခုနှစ်မှစတင်ကယနေ့အထိစစ်ကောင်စီသည်ဂျမ်းဖတ်မှုနှင့်အကျဉ်းပြတ်ချစားမှုများဖြင့်အာဏာတည်မြဲ ေးကိုရှေ့ရှုဆောင်ရွက်ခဲ့ကြောင်းရာလက်နေဖြင့်လူဦးရေ12တန်းကျော်အစားအသောက်ပြည့်လက်မှုနဲ့ရင်ဆိုင်နေရပြီးမူရစေဝါနဲ့လောင်ကစားလုပ်ငန်းများပြန့်နှံ့လျက်ရှိကာ နေ့စဉ်အကြမ်းဖက်မှုများဖြင့်ပြည်내နေသည့်တိုင်းပြည်တစ်ခုဖြစ်သို့ရရှိသွားခဲ့ကြောင်းဖော်ပြထားပါသည်။ဒါအပြင်ကြေညာချက်တွင်စစ်ကောင်စီရွေးကောက်ပွဲသည့်ဂုံတိတ်ခါကင်းမဲ့သည့်အကြမ်းဖက်ပွဲလုပ်ပွဲနှင့်ထောင်ချောက်သာဖြစ်သည်ဟုရှုံချထားပြီးဤရွေးကောက်ပွဲမှတိုင်းပြည်အတွက်မိသည့်အပြောင်းအလဲများဆောင်ကျင်းပေးနိုင်မှာမဟုတ်ဘူးလို့ဆိုထားပါသည်။ပြည်သူလူထုတရက်လုံးကိုစုပေါင်းအားဖြင့်ရွေးကောက်ပွဲကိုနီးပရိယံအမျိုးမျိုးဖြင့်တပိတ်မှောက်ဆန့်ကျင်ကြရန်တိုက်တွန်းထားပါသည်ရှင်။ ခုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့အသက်80ကျော်အဖွားနဲ့မြေဖြစ်သူကိုတူပြင်းရိုက်နှက်ပြီးရွှေနှင်းပတ်ဆံများယူဆောင်သွားတဲ့နန်းစီဒီယမ်ဆီယမ်မှာဖမ်းဆီးရမိတယ်လို့စစ်ကော်မရှင်ထုတ်ပြန်တဲ့သတင်းဖြစ်ပါတယ်။မန္တလေးတိုင်းချမ်းမြတာစီမြို့နယ်မှာအသက်84နှစ်အရွယ်ရှိအဖွားအုံနဲ့မြေဖြစ်သူတို့ကိုတန်ရိုက်တူနဲ့ရိုက်နှက်ပြီးရွှေတုံးနဲ့ငွေသားအချို့ယူဆောင်သွားတဲ့အဖွားအုံရဲ့တူမဖြစ်သူဆီယမ်မကိုဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်ရှင်ကသတင်းထုတ်ပြန်ထားပါတယ်ပြည်မှုကျူးလွန်သူဟာသေဆုံးသူရဲ့တူမတော်ဆက်ပြီးပြည်ဦးလင်မြို့ရက်ွက်ကြီးတုံးအမှတ်လေးအခြေခံပညာအလဲတန်းကျောင်းမှာတွဲဘက်တောင်းဝင်ထမ်းဆောင်နေတဲ့အလဲတန်းပြဆရာမဒေါ်ဆူဆူထုံဖြစ်တယ်လို့သိရပါတယ်၎င်းဟာအော်တိုဘလ25ရက်မနေ့ပိုင်းမှာဂရီမော့အိပ်ဖြော်နေတဲ့တူမတော်ဆက်သူ36နှစ်အရွယ်အမျိုးသမီးကိုတန်ရိုက်တူနဲ့၃ချက်ခန့်ထူရိုက်ခဲ့ပြီးထိုင်ကုန်မှာထိုင်နေတဲ့အတော်ဖြစ်သူကိုလည်းငယ်တဲ့ကိုတူနဲ့တစ်ချက်ထူရိုက်ခဲ့ကအိခန်းတွင်ရှိတတာကိုရိုက်ဖြတ်ပြီးရွှေ30ချက်သားတဒုံနဲ့ငွေစက်300တရာတို့ကိုယူဆောင်သွားခဲ့တယ်လို့ဆိုပါတယ် ယ်။ဒူးဖြင့်ရိုက်နှက်ခံခဲ့ရတာကြောင့်84နှစ်အရွယ်ရှိငိမ့်စားစာကြည့်တိုင်းမှုဖွာအိုဟာခင်းဖြစ်ပွားရချမ်းမြတာစီမျိုးနဲ့မျိုးသစ်နှစ်ရက်ကွက်ရှိနေအိမ်မှာပဲသေဆုံးသွားခဲ့ပြီးမြေဖြစ်သူမျိုးသမီးမှာဦးကောင်းနဲ့ဝန်နဲ့ထက်မှာပေါက်ပြဲဒဏ်ရာနှစ်ချက်ရရှိခဲ့တယ်လို့သိရပါတယ်။ပြမှုကျူးလွန်သူဟာအိမ်ငှားရဲနေထိုင်ရာမှာငွေကြေးအခက်ခဲများစွာရှိနေခဲ့ပြီးနောက်သေဆုံးသူစီကလည်းပတ်စံချင်းငှားရမရရှိခဲ့တာကြောင့်ခုလိုပြမှုကျူးလွန်ခဲ့တာဖြစ်တယ်လို့ထွက်ဆိုထားကြောင်းစေအောင်စုရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့ထွေထွေအကျက်တွေတွေကြောင့်မျိုးပေါ်မှာပါအခုလို ိုလူသက်မှုလူရက်မှုခုံးမှုတွေအဆက်မပြတ်ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်ရှင်ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio Energy သတင်းတော့ Carshell နဲ့ပတဲဖို့တို့ကပြဖို့ထားတာဖြစ်ပါတယ်ရှင်ဒီတွင်တရင်တွေကိုနားဆင်ကြရတာပဲဖြစ်ပါတယ်။အခုဆက်လက်ပြီးတော့ဒေါ်လန်ရေးကဗျာကန်တာမှာစောဝေရေးသားထားပြီးຫນွေဥမှုခန်းစားတင်ဆက်ထားတဲ့လူဒူးနဲ့ဒေါ်လန်အမှုပညာဆိုတဲ့ တော်လိုင်းကြီးကဗျာကိုနားဆင်ရမှာဖြစ်ပါတယ်ခင်ဗျာ ရေဒီယို NUG သောရရှင်များခင်ဗျာအခုဆက်လက်ပြီးတော့ຫນွေဦးတီအကြောင်းတီကောင်းစရာကန်တာမှာဒို့တီဒို့အနာကက်အနာကက်အိမ်မက်ရဲရဲမန်းဆိုတဲ့ຫນွေဦးတီအကြောင်းကိုနားဆင်ရမှာဖြစ်ပါတယ်ခင်ဗျာအောင်လန်လွင့်ချီຫນွေဦးတီဆိုတာ ပြောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH မှလောင်ကစားဥပဒေနဲ့အညီပြဋ္ဌာန်းထားတဲ့ထီတစ်ခုဖြစ်တဲ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရမှတရားဝင်ပိုင်ဆိုင်ထားတဲ့ထီတစ်ခုဆိုရင်လည်းမမှားပါဘူး Reality version 2.0ကရရှိလာတဲ့အကျိုးအမြတ်တွေကိုလာစဉ်ထိဖွင့်ပွဲပြီးတဲ့နောက်မှာ MOBF file ကိုလွှဲပြောင်းပေးရပါတယ်။ MOBF file မှာတဆင့် CDN ဝန်ထမ်းတွေအပြင်တော်လန်ရေးကဏ္ဍအသီးသီးကိုထောက်ပံ့ပူဆောင်နိုင်ခဲ့ပါတယ်။ ီးခဲ့တဲ့2024ခုနှစ်မတ်လနေ့စပြီးတော့2025ခုနှစ်ဇန်နဝါရီလအထိကိုနှွေဦးထီအားနေတိမ်ပေါင်း16000ကျော် MOBF ဖိုင်ကိုအောင်မြင်စွာလွှဲပြောင်းပေးရန်နိုင်ခဲ့တယ်။နောက်နှစ်တင်မှာလည်းဒီထက်များတဲ့ပမာဏတစ်ခုကိုထောက်ပို့နိုင်ဖို့ကျမတို့ဒေါ်လန်ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုတွေကလည်းအရေးကြီးတဲ့အခမ်းအနားမှာရှိနေပါတယ်။ အခုဆိုရင်ရေဒီယို NUG ကို နားထောင်နေတဲ့မိဘပြည်သူတွေလည်းအောင်လံလွင့်ချီတွေ့ဦးထီအကြောင်းကိုတည်သွားပြီလို့ယုံကြည်ပါတယ်။တည်သွားယုံနေရင်ရက်ထားလို့မရပါဘူး။ကိုရိုင်းပါဝင်ဖို့လည်းလိုအပ်ပါသေးတယ်။တွေ့ဦးထီကိုဘလို့ကန်ဆန်းရမလဲဆိုတာလေးကိုမတည်သေးတဲ့သူတွေအတွက်ဒီနေရာလေးကနေတစ်ဆင့်သတင်းစကားပါချင်ပါတယ်။ နွေဦးတီကိုကိုရိုင်းကိုကြားအကောင့်ဖွင့်ပြီးကန်ဆန်းနိုင်သလိုနွေဦးတီအေဂျင့်တွေနွေဦးရင်းကြားတွေနွေဦးတီဟိုးဆေးအေဂျင့်တွေထံအနေတဆင့်လွယ်ကူလုံခြုံစွာဝယ်ယူနိုင်ပြီးကန်ဆန်းရင်းထောက်ပို့နိုင်သလိုစကားစရဲ့သွေးစွန်းငွေကိုဖြတ်တောက်ရလေရောက်ပါတယ်။ဒါကြောင့်နွေဦးတီကိုလာစဉ်လာတိုင်းကိုရိုင်းလည်းကန်ဆန်းပါကိုပတ်ဝင်းချင်းကယုံကြည်ရတဲ့အသီးမိတ်ဆွေတွေကိုလည်းကန်ဆန်းဖို့တိုက်တွန်းပေးပါ ကောင်းမွန်တဲ့တော်လှန်ရေးအရေးတစ်ခုရောက်အောင်အားလုံးအတူတူကြိုးစားကြမယ်လို့ယုံကြည်ပါတယ်။လက်လွတ်မခံပဲအမိအယဖန်ဆုပ်ဖို့အခုပဲနှွေဦးထီကိုကန်ဆန်းလိုက်ပါ။တို့ထီတို့အနာကအနာကအိမ်မက်ရေရေမက် ရေဒီယို NUG မှဆက်လက်တင်လွှင့်နေပါတယ်။အခုနောက်ဆုံးတစ်ပုဒ်အနေနဲ့တော်လန်ဟီတေးဂီတအစီအစဉ်မှာ N2M ရေးသားထားပြီးတော့ Rain တီးဆိုထားတဲ့လိုဂျင်နာအမှန်တရားဆိုတဲ့တော်လန်ဟီတေးသချင်းကိုနားဆင်ရမှာဖြစ်ပါတယ်ခင်ဗျာ။

Because baby, dreamful, yeah, boy, yeah. ီကနေ့ကတော့ဒီညနဲ့ပဲ Radio NUG ရဲ့အစီအစဉ်လေးကိုပြစ်တရနာလိုက်ပါမယ်ရှင်။မြမစံတော်ချိန်မနက်၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်တွေမှာပြန်လည်ဆုံတွေ့ကြပါစို့။မြမနိုင်ငံသူနိုင်ငံသားတွေကိုစိတ်နှပြစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG အဖွဲ့သူဖွဲ့သားတွေကဆုတောင်းနေကြပါတယ်။မြေသားမျိုးတွေဆိုရရင်စက်တော်ရင်ခရီးအချက်နဲ့လူပညာဝန်ကြီးဌာနကထုတ်လင်းတဲ့ Radio NUG ဖြစ်ပါတယ်။ ဆန်ဖရန်စစ္စကိုဘေးအေရီးယားအခြေဆိုင်မြန်မာပြည်သားစုတွေနဲ့နိုင်ငံတကာကစေတနာရှင်တွေအားပေးနေတဲ့ဗီဒီယိုအန်ယူဂျီဖြစ်ပါတယ်။အရေးပေါ်ပုံအောင်ရမည်